ဆရာမန်းတင်ဤဒုတိယအကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာကျွေးတိုင်းစားတော်လို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။တနေ့တနေ့မောင်ပြုံးချူဟာအိမ်ရှိကန်းတွင် စာဖတ်နေလေတယ်။ဖေ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 ကြည့်ပါဦးဖေဖေရဲ့ရှစ်နှစ်ရွယ်သားအကြီးဟာငဲတန်းပါအောင်ဟိ၍ဝင်းပေါ့ဝါကိုလက်ညှိုးထိုးပြလေတယ်။မောင်ပြုံးချူလည်းဖတ်နေသော စာအုပ်ကိုအသာချ၍ သားကြီးညွန်ပြရာသို့ကြီးလိုက်တယ်။ကြောင်ညိုမာကြီးတကောင်ဟာကွေးလေးငယ်ရွယ်ကြောင်ကလေးတကောင်ကိုချီ၍အိမ်ပေါ်သို့အပြေးတက်လာပါတယ်။ကြောင်မာကြီးသည်သူ့ရင်သွေးငယ်ကိုအိမ်နောက်ဖေးမိဘဆောင်အထိယူသွားပြီးလင်ဂုံအိတ်ပေါ်တွင်ချကာညောင်ညောင်နဲ့အော်နေလေတယ်။မောင်ပြုံးချူတင်မာကြီးနဲ့တကွာသားကြီးသားငယ်သမီးကြီးသမီးငယ်အသွေသွေသောဘုစုကယူတို့ဟာကြောင်မာကြီးရှိရာသို့လာ၍ ဝိုင်းအောင်ကြည်နေကြလေတယ်ဖေဖေကြောင်လေးချစ်စရာตาကြီးကဝမ်းသာအားရဆိုတယ်ဒီကြောင်လေးသမီးอยู่မယ်သမီးကြီးကဟစ်လိုက်ပြန်တယ်ဟင်းမေမေညီလေးอยู่မယ်ตาငယ်ကအော်ပြန်တယ်မေ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 ကြောင်ကြောင်သမီးငယ်ကရွတ်နေတယ်မောင်ပြုံးချိုနဲ့တင်မာကြီးဟာတယောက်မျက်နှာကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြတယ်ကိုဒါတိတ်နမိတ်ကောင်းတာပဲတင်တို့တော့နောက်ကောင်းစားအောင်မယ် တိတ်လက်ကောင်းတာပဲတင်မာကြီးသည်ချက်ချင်းနမိတ်ဖတ်နေတယ်အင်းမောင်ပြုံးချူကဒီလောက်ပဲပြောနိုင်ပါတယ်ကြောင်မာကြီးသည်ညောင်ညောင်ညောင်နဲ့မြည်ကာမောင်ပြုံးချူတို့မျက်နာတွေကိုတလဲစီကြည့်ပြီးအိမ်ရှိပေါ့မှပင် ပြန်ဆင်းသွားပြန်တယ်မောင်ပြုံးချူတို့ဟာကြောင်မာကြီးထားခဲ့သောကြောင်ကလေးကိုဝိုင်း၍ကြည်နေကြလေတယ်အနက်နဲ့အဖြူကြားထားတဲ့အမွေးများအုပ်ဆိုင်ထားတယ်သူသည်မျက်လုံးကြောင်တောင်တောင်နဲ့ မောင်ပြုံးချိုတို့မိသားစုကိုကြည်နေလေတယ်။ဟေးအထီးလားအမလားကြည်ပါအောင်ကွာ။မောင်ပြုံးချိုကပြောလိုက်ရာတင်မာကြီးသည်ကြောင်ငယ်ကလေးကိုကင်၍ပလက်လှန်လိုက်လေတယ်။အမကလေးအမကလေးတင်မာကြီးသည်ဝမ်းသာအားရအော်၍ပြောလိုက်တယ်။မောင်ပြုံးချိုသည်အမကလေးဟူသောအတန်ကြီးကိုကြားကလေးကညက်နာလွှဲ၍နှာခေါင်းရှုံလိုက်တယ်။ဘာလဲကိုကအမလေးဆိုတော့မလိုချင်ဘူးလား။မောင်ပြုံးချိုအတွင်းသဘောကိုတိလိုက်တော့ တင်မာကြီးကရုတ်တရက်မေးလိုက်လေတယ်။အေးအမဆိုရင်ဘယ်ကောင်းမလဲကွာ။ဘာဖြစ်လို့မကောင်းရမှာလဲကိုရဲ့ပိုတောင်းဟန်ကြသေးတယ်။မကောင်းပါဘူးကွာ။အမဆိုရင်မနှိပ်ဘူးဟေ့။အမေကိုကကြီးကျယ်လိုက်တာ။ကိုကိုရောအမကမွေးထုတ်လိုက်လို့လူဖြစ်လာတာမဟုတ်လားဟင်။ဒီကဘာကြီးမှာအမမရှိရင်အလကားပဲတည်လား။အမရီရှိလို့ตายာဆိုပြနေတာတည်ရဲ့လား။တင်မာကြီးဒီအမဤစွမ်းဆောင်မှုတွေကို စကေးလူပွဲတွင်ပြောနေသူတယောက်ကဲ့သို့ဒေါနဲ့မောနဲ့ပြောနေလေတယ်။မောင်ပြုံးချူအဖို့အတော်အကြက်တွေ့သွားပါတယ်။အမကိုမနှိပ်ဘူးဟုပြောမိတယ်။ဘာကြောင့်မနှိပ်ဒီကိုအကြောင်းမပြနိုင်ပဲဖြစ်နေလေတယ်။သို့တော့တော်ပါသေးတယ်။ကျောင်းမကြီးအိမ်ရှိမှတက်လာပြန်သဖြင့်စကားပြတ်သွားလေတယ်။မင်းမေကျောင်းမကြီးလာပြန်ပြီ။ဟောကျောင်းကလေးတကောင်ပါလာပြန်ပြီ။ဒီတကောင်ငါယူမယ်ဟေ့။ဟင်းဟင်းယူရဘူးခလေးများကား ဝိုင်း၍អော်နေကြစဉ်ចောင်းမာကြီးသည်သူ့ပါးစပ်နှင့်កိုက်ឈីလာတဲ့ចောင်းကလေးကိုအရင်တကောင်ချထားခဲ့သည့်နေရာမှာပင်လာရောက်ချထားပြန်လေတယ်။ဒီတခါယူလာတဲ့ចောင်းကလေးမှာចောင်းအညိုကလေးဖြစ်လေတယ်။ဟေးဟန်ကြပြီဟေးကောင်းကောင်းမွန်မွန်ထားကြပါကွာ။မောင်ပြုံးချူကပြောလိုက်လေတယ်။ចောင်းမာကြီးသည်ထိုနေရာတွင်ပင်လှဲလိုက်ကာចောင်းငယ်ကလေးများကိုနှုတ်တိုက်နေလေတယ်။တိတ်ထူးဆန်းတာပဲကိုရဲ့ကြည်စမ်းဒီចောင်းမာကြီးဟာ ဘဲကမှန်းလဲမသိဘူးဒီကိုသူ့ကလေးတွေပါတခါတည်းရွှေ့လာတယ်တင်မာကြီးသည်အံ့ဩနေလေတယ်အေးဟုတ်တယ်ကွမောင်ပြုံးချူဟာဒီလိုပြောပြီးလင်노တိုက်နေတဲ့ចောင်မာကြီးကိုစိုက်ကြည့်နေလေတယ်မေမေចောင်မာကြီးက노သီးကလေးတွေအများကြီးပဲဟိုအချူလေးနာယူမယ်အညိုလေးငါဟာဟင်အင်ဟုတ်ဘူးငါယူထားတာမောင်ပြုံးချူဤကလေးများဟာစူစူညံလျက်ရှိကြလေတယ် ထိုအချိန်တွင် မောင်ပြုံးချူသည်နောက်မှခြီလာသည့်ကြောင်ညိုကလေးကိုပက်လက်လှန်၍ជីလိုက်လေတယ်။ဟေးဟန်နေဟေးဒါကအထီးကလေးမောင်ပြုံးချူသည်တင်မာကြီးကိုလှမ်းကြည့်၍ပြောလိုက်လေတယ်။အထီးဖြစ်မနှိပ်ပါဘူးကိုရဲ့တင်မာကြီးကညက်ဆောင်တစ်ချက်ထိုး၍ပြန်ခြေလိုက်လေတယ်။ဘာဖြစ်လို့မနှိပ်ရမှာလဲကွာအထီးမှကောင်းတာ။မောင်ပြုံးချူကဒေါနဲ့မောနဲ့ပြန်ပြောလိုက်လေတယ်။ကိုက အမမနှိပ်ဘူးဆို ဒီတော့တင်ကလည်းအထီးမနှိပ်ဘူးပေါ့လောကကြီးမှာအထီးနဲ့အမအမြဲတွဲနေရမယ်ဟင်းမှန်တယ်အထီးမရှိလဲအမမဖြစ်ဘူးမောင်ပြုံးချိုကဆိုတယ်အမမရှိလဲအထီးမဖြစ်ဘူးတင်မာကြီးကဆိုတယ်အင်းမှန်တယ်ဒီတော့အမဟာမနှိပ်ဘူးလို့မပြောနိုင်ဘူးအင်းမှန်တယ်အထီးဟာလည်းမနှိပ်ဘူးလို့ဘယ်ပြောနိုင်မလဲဟုတ်တာပေါ့ဒီတော့အထီးရောအမရောအနှိပ်ကြီးပဲသဘောတူပါပြီ ဤဇကရေလူပွဲတွင် မောင်ပြုံးချူအရှုံးပေးလိုက်ရလေတယ်။ကြောင်ထီးကလေးနဲ့ကြောင်မာကလေးဟာတနေ့တခြားကြီးပြင်းလာကြလေတယ်။မောင်ပြုံးချူတို့ဟာသူတို့နှစ်ကောင်အိမ်ရန်အတွက်ဂုံအိတ်စုံများနဲ့နေရာလုပ်ပေးထားရတယ်။ကြောင်မာကြီးသည်လည်းနေညမရွေးလေပတ်နေတတ်တော်လဲသူ့သားငယ်သမီးငယ်များကိုနှုတ်တိုက်ရန်ကမမေ့တခါတရံကြောင်မာကြီးအလေကျူးနေလင်ကြောင်ကလေးနှစ်ကောင်သည်တမီမီနှင့် အော်နေတက်ကြတယ်။ဒီလိုတစားစားအော်မြင်နေတာကိုမြင်ကြရတော့မောင်ပြုံးချို့တို့အိမ်သားတစုတို့ဟာကြောင်မကြီးကိုစိတ်ဆိုးကြလေတယ်။ဘာဖြစ်လို့ဒီတရိဆန်မကြီးကသားသမီးငယ်များကိုပြည့်၍လဲပတ်နေရသနည်းအတော်မတိတက်သောဆိုးရွားတဲ့အမေကြီးပါတကားကျောင်းမကြီးကတော်တော်နဲ့ပြန်မလာခလေးတွေလည်းစာလာပါပြီမောင်ပြုံးချူမကြည့်ရနိုင်တော့ပြီရှိသမျှဟင်းနဲ့ထမင်းကိုနယ်၍ကျွေးစီတယ်ကျောင်းကလေးများက နန်းယုံသားနန်းပြီး နောက်တွန့်သွားတယ်။ဟေးဘာဟင်းနဲ့ကြွေးတယ်လေဖိုးစိန်ရ။မောင်ပြုံးချူတပည့်ကျော်ဖိုးစိန်ကိုလှမ်း၍မေးလိုက်လေတယ်။ချင်မောင်ဟင်းနဲ့အကိုကြီး။အိုးကြောင်ကိုချင်မောင်ဟင်းနဲ့ကြွေးလို့ဘယ်စားမလဲကွာ။ငါဟင်းနဲ့ကြွေးမှာပေါ့။မောင်ပြုံးချူကအမိန်ပေးလိုက်ရာဖိုးစိန်သည်ညံ့နာပြတ်သွားလေတယ်။သို့တော်မောင်ပြုံးချူမရိပ်မိသေး။ကြောင်ဆိုတဲ့တတ္တဝါဟာအညီအဟောက်ကိုမှစားတာကွာ။ ဟင်းဒီဟင်းရွက်စားတဲ့အကောင်မျိုးမဟုတ်ဘူး။အေးမနက်ကကြမ်းတဲ့ငါးဟင်းနဲ့နေကျွေးလိုက်ပါကွာ။မောင်ပြုံးချိုကဆက်၍ပြောနေပြန်လေတယ်။ငါးဟင်းမရှိတော့ဘူးအကိုကြီး။ဖိုးစိန်ကခက်ဆက်ဆက်ပြောလေတယ်။ဘယ်ရောက်ကုန်တော့ကွာ။ကျွန်တော်တို့စားပြစ်လိုက်ပြီ။မောင်ပြုံးချိုဘာမှမပြောနိုင်တော့ပါ။ဟုတ်တာပေါ့ကိုရဲ့။ငါးချက်တာကမှအစိတ်သားရဲ့။လူကြီးတွေရောကလေးတွေရောစားလို့အယိုးအရင်ကြံတာ။နောက်ဖေးကတပည့်တွေစားရသေးတာပေါ့။ တော့လို့မဟုတ်ဘူးကိုကြီးဒါရန်ကုန်အဆောက်အအုံအရာရာအလွန်ရှားတယ်တင်မာကြီးကတပည့်တွေဘက်မှဝင်၍ရှေ့နေလိုက်နေလေတယ်အေးကွာဒါပေမဲ့ကြောင်ဆိုတာနည်းနည်းလေးစားတာပါဒီကြောင်မာကြီးနဲ့ကြောင်ကလေးနှစ်ကောင်တော့ဂရုစိုက်ကျွေးဖို့ကောင်းပါတယ်ကွာကျွေးမလို့ပဲအကိုကြီးမစားဘူးမှတ်လို့ဖိုးစိန်ကပြောလိုက်တယ်အေးအေးနောင်ဂရုစိုက်ပါကွာထိုနေ့မှစ၍ကြောင်မာကြီးသားအမိတို့ဟာသူတို့ကြိုက်တတ်သောဟင်းနဲ့ အစာမှန်မှန်စားကြရလေတယ်။ကြောင်သားအမိရောက်လာသဖြင့်ပျော်မဆုံးဖြစ်နေသူများမှာမောင်ပြုံးချူတင်မာကြီးတို့ဤရင်သွေးများဖြစ်ကြလေတယ်။သူတို့ထဲတွင်အခင်တွယ်ဆုံးမှာတတရသားညီလေးဖြစ်လေတယ်။ခစ်ဆိုးကြီးနဲ့ခစ်ကြက်ကြီးတဲတွင် လူဘဝသူရောက်ကြရတဲ့ကလေးများဟာကစားစရာဟူ၍မေမေရရမရှိကြ။မိဘများသည်ရင်သွေးများအတွက်ကစားစရာအမျိုးမျိုးကိုဝယ်ပေးခြင်းလှပါတယ်။သို့တော့ ကစားစရာတွေကလည်းမတက်သားလှထို့ကြောင့်သားငယ်သမီးငယ်များဟာနှုတ်စီဘူးလွများပလင်းလွများကို အိုးပုတ်လို့၍ကစားရတယ်ဆက်ကူတွေကိုအယုတ်အမျိုးမျိုးကိုက်၍ဖြေပျော်ရတယ်ဒီအထဲတွင် သူစုထားသော ပလင်းတွေနှုတ်စီကွက်တွေပျောက်သည်ဆိုကတင်မာကြီးကစုလိုက်သေးတယ်အမိုက်ရှုပ်သည်ဆိုက မောင်ပြုံးချိုးကကျိန်းလိုက်သေးတယ်တက္ကသိုလ်ចောင်းသားအရွယ်မရောက်ကြသေးသဖြင့်တပိတ်မမောက်တတ်သေး၍တော်တော်တယ်သူမဟုတ်လင်း သူတို့အခွင့်အရေးကို တောင်းဆိုက မရလျင်တပိတ်မှောက်ချင်မှောက်ကြပေးလိမ့်မယ်အခုတော့ဟန်ကြပါပြီမောင်ပြုံးချိုတို့အတွက်လဲကောင်းတယ်တားငယ်သမီးငယ်များအတွက်လဲအတိုင်းထက်အလွန်ဖြစ်သွားပါတော့တယ်ကျောင်းမကြီးတားအမိ အိမ်တို့ရောက်လာသဖြင့်အရင်ကအထူးတောင်းညံ့ခဲ့သောကြွက်ကြီးကြွက်ငယ်အသွေးသွေးတို့ဟာပျောက်ချင်းကြီးမလှပျောက်ကုန်ကြပါပြီသူတို့မရောက်ခင်ကဆိုရင်တအိမ်လုံးကြွက်တွေဟိုပြေးဒီပြေးနဲ့ခြေရှုပ်ခဲ့တယ် စွန်းတော်တင်ထားသည်ကိုလည်းသူတို့ပင်ဥအောင်တက်၍ဖုံးပေးသုံးဆောင်နေသည်ကိုတွေ့ရတယ်။ညောင်ရီအိုးမှပန်းများကိုလည်းမုတိကတမျိုးလုံးကခြွေသုံးဖြက်စည်းကြိုက်ဖြက်၍24နာရီအတွင်းငုံတိတိဖြစ်ကုန်ပါတယ်။ထမင်းပွဲပြင်ထားရင်လည်းအလစ်မပေးရဲ။လစ်တီနှင့်တပြိုင်နက် အချို့နေများတွင်စံလူပွဲကြီးကျင်းပသလိုသူတို့တွေဝိုင်းအောင်နေသည်ကိုတွေ့ရလေတယ်။ညအချိန်တွင်လည်းမိဘဆောင်မှ သူတို့တွေ တောင်းကျမ်းတန်များကိုကြားရပါတယ်။အိုးတန်ခွတ်တန်ပကံတန်ဇွန်းတန်ပြေးတန်လွှားတန်တချွိချွိနဲ့ကျွေးကြော်တန်များအိယာထဲမှနားတော်တာပန်ဆင်ခဲ့ရပါတယ်။ယခုကြောင်မာကြီးသားအမိဤကျေးဇူးကြောင့်မုတိကတောင်းကျမ်းမှုတွေလုံလုံကြီးအေးသွားပါပြီ။ဖះစင်မှဇွန်းတော်ပွဲလဲအိန္ဒြေရရတည်ရှိပါပြီ။တခါတရံညနေဆောင်အထိပင်တတိမေ၍မစွန့်မိလင်ပရွက်စိတ်တွေရဲလျက် အခြေမပြတ်တည်ရှိနေပါတယ်။ညောင်ရီအိုးမှပန်းများလည်းလန်းလန်းဆန်းဆန်းရှိပါပြီ။ထမင်းပွဲနာတို့လည်းသူတို့တွေမကတ်ရဲကြတော့ပါ။ညအချိန်တွင်လည်းအေးအေးဆေးဆေးအိတ်ကြရပါတယ်။ခလေးတွေအဖို့တော့ကြောင်ကလေးနှစ်ကောင်ဟာကစားစရာများအဖြစ် အလွန်အသုံးဝင်နေပါတော့တယ်။သူတို့ကစားပုံများဖြစ်တယ်။လွှဲထားသောပကတ်မှကျနေတဲ့ကျိုးစာကလေးကိုကြောင်ကလေးများလိုက်ခုန်နေသည်ကိုမြင်ရသော ခလေးများဟာပျော်၍မဆုံး။ စက်ကူတစ်ခုကိုကျိုးနဲ့ချီကရှေ့မှဆွဲသွားလျင်ကြောင်ကလေးနှစ်ကောင်သည် နောက်မှလိုက်ခုတ်တက်တယ်။ကလေးများသည် သူတို့နဲ့သာ အစင်လိုလိုကစားနေကြလေတယ်။သူတို့အဖို့ပျော်လို့မဆုံးတပြုံးပြုံး။ကြောင်ကလေးတွေချစ်စရာကောင်းလာပါတော့လဲ။ကြောင်ချီးကတော့နန်လှပါတယ်။ဒီအထဲစီးမရှိကမ်းမရှိပါကျင်တဲ့နေရာပါထား၍တအိမ်လုံးကြောင်ချီးတွေနဲ့ပြည့်နေတတ်ပါတယ်။ခတ်တာပါပဲ။ဒီကြောင်တွေဘယ်နဲ့လောက်ရမလဲမသိပါဘူး။ တင်မာကြီးသည်နေတိုင်းလိုလိုညီးလေတယ်။ပေးပြစ်လိုက်ပေါ့ကွာလိုချင်တဲ့လူတွေရှိပါတယ်။မောင်ပြုံးချိုကဒီလိုအကြံပေးလိုက်တယ်။ဟုတ်တယ်ကိုတင်ဦးတို့အိမ်ကလည်းသူတို့အိမ်ကြွက်တွေပေါလုံးလို့လိုချင်တဲ့တင်မာကြီးကပြောလေတယ်။အေးကောင်းသားပဲမြန်မြန်ပေးလိုက်ကွာ။ဒီအချိန်တွင်အတွင်းကမ်းမှာဝါးကနေអော်လိုက်လေတယ်။သားငယ်ညီလေးဤအတန်ဖြစ်တယ်။မိခင်ဖခင်တို့သည်ပြာကြီးပြာရနဲ့ ငိုတန်းလာရသူပြေးသွားကြတယ်။ညီလေးသည်ကြောက်နှကောင်ကို အတင်းပိုက်ကတဝါဝါနဲ့တန်ကုန်ဟစ်အုံငိုနေတာကို တွေ့ရတယ်။သားကြီးနဲ့သမီးကြီးတို့လည်းအနားတွင် ထိုင်နေကြတာကိုတွေ့ရတယ်။ဟေးဘာပြုလို့တော့။ဟဲ့ညီလေးကိုဘာလုပ်တော့။မောင်ပြုံးချိုနဲ့တင်မာကြီးကပြာရတလဲမေးလေတယ်။ဘာမှမလုပ်ဘူးမေမေ။နှစ်ယောက်စလုံးပြိုင်တူဖြေလေတယ်။ပေးရဘူးပေးရဘူး။သားငယ်ဟာကြောင်ကလေးနှကောင်ကိုပိုက်ကအော်နေလေတယ်။ ကြောင်ပေးပြမယ်ဆိုလို့ငိုတာမင်းမေသားကြီးကပြောမှမောင်ပြုံးချူတိသွားပါတော့တယ်အေးအေးမပေးပါဘူးကွယ်တိတ်တိတ်သားငယ်ကိုမိခင်ဖခင်များကချော့မော့ကြရပြန်လေတယ်ထိုနေ့မှစ၍ကြောင်ကလေးများချီးပါရေးအတွက်စီကံတတ်မှတ်၍ပေးကြရတယ်နောက်ဖေးဆောင်တွင်အိုးခင်ပဲ့နဲ့ပြာထက်ပြီးလင်ချီးပါဖို့နေရာလုပ်ပေးရတယ်အခြားနေရာများတွင်ပါထားစီကိုတွေ့လင် ကြောင်ကလေးကိုဂုံးမကင်က သူ့ချီးကို အနမ်းခိုင်း၍ခတ်ဆက်ဆက်ရိုက်ပေးရတယ်။ထို့နောက်နောက်ဖေးဆောင်သို့ခေါ်သွားပြန်ကအိုးခင်းပဲ့တွင်ဖင်နှင့်ဆောင်၍ပေးရတယ်။တင့်ဟာကဖက်စစ်ဆန်လှတကွယ်မောင်ပြုံးချူကကြောင်ကလေးများအားချေးပါတင်နှန်းတက်ပေးနေသောတင်မာကြီးကိုကြည့်၍မှတ်ချက်ချတယ်။ဒီနေရာမှာခက်ချမ်းချမ်းမလို့ရင်တိမ့်သွင်းလို့မရဘူးမောင်ကြီးဟု ပြန်ခြေပလိုက်တယ်။မှန်လေမှန်ပါပဲတဲ့။ ၃လရက်ကြာသောအခါကြောင်ကလေးများဟာစီကန်းသေးဝွေ၍ချေးပါနေကြသည်ကိုတွေ့ရပါတယ်။တအိမ်လုံးလဲကြောင်ချီးနံကင်းသွားပါတော့တယ်။ကြောင်ဆိုဒီမှာကြွက်ခုတ်စားတက်ရမယ်။ကပ္ပနိယာမတရားကြီးမဟုတ်လော။ထို့ကြောင့်ကြောင်မာကြီးသည်အတော်အတန်ကြီးပြင်းလာပြီဖြစ်သောသူ့သားနှင့်သမီးကိုကြွက်ခုတ်တင်နံပေးနေပြန်လေတယ်။ကြောင်မာကြီးသည်သူ့သားနှင့်သမီးငယ်များကို ပနာမခုန်နီးတင်သောအဖြစ် ကြွက်များကိုမခုတ်စေဘဲအိမ်မြောင်များကိုခုတ်စေတယ်။တိုင်တွင်ကတ်နေတဲ့အိမ်မြောင်များကိုကြောင်ကလေးများခုတ်နေလျင်ကြောင်မာကြီးသည်ကြောင်ချားမှဝှေ့၍ကြည်နေတတ်တယ်။မိလျင်ကြောင်ငယ်နှစ်ကောင်သည်လူ၍စားတတ်ကြတယ်။တခါတရံလူရင်းကအိမ်မြောင်အမိကလေးပြက်ကခုန်နေတတ်လေတယ်။အသေးရစရာကောင်းလာတယ်။သူတို့တွေအိမ်မြောင်လောက်တော့ခုတ်နိုင်ကြတယ်။ကြွက်ခုတ်ဖို့တော့သူတို့အဖို့မလွယ်ကူလာပါ။သို့တော့ သူတို့အဖို့ခုတ်ချင်လှကြရော်မည်ကြွက်သားကိုလည်းစားရင်လှကြရော်မည်ထို့ကြောင့်ညစဉ်လိုလိုကြောင်မာကြီးကကြွက်ခုတ်ကသူ့သားငယ်သမီးငယ်များကိုကျွေးလေတယ်သူတို့သားအမိရန်ကြောင့်ကြွက်များပြောင်းရွှေ့သွားကုန်ကြလင်ကြောင်မာကြီးသည်အခြားအိမ်များသို့သွားရောက်ခုတ်က အရှင်လက်လက်ကြွက်ကိုချီ၍ပြန်လာတက်လေတယ်တေငယ်သောနှင့်မျောနေသောကြွက်ကိုပါဇက်မှကိုက်ရင်အတန်ပေးလိုက်လျင် ကြောင်ကလေးနှကောင်းသည်ကြားရအရက်မှအပြေးအလွားလာကကြွက်ကိုလူတက်လေတယ်။ဥတဲ့သူကတော့မလွတ်တော့ပေ။ဗဇက်မကိုက်ကမန်းဖီနေတက်လေတယ်။သားငယ်သမီးငယ်များအတော့အသက်ဆွန်ဂျိုးပန်းအရှင်လက်လက်ကြွက်ကိုမရမကဖမ်းလာခဲ့ရရှာတဲ့မိခင်ကိုပင်အနာအကပ်မခံတော့ကြီးအထီးလေးကဦးဦးအမလေးကဦးဦးဒီအတိုင်းပင်ဒေါသပုံထနေတက်လေတယ်ဗဇက်ထဲမှာ တလှုပ်လှုပ်ဖြစ်နေလျင်ချ၍လက်နဲ့ပုတ်ကာကစားနေတက်လေတယ်။သို့တော့တစုံတစ်ခုအနားသို့ရောက်လာလျင်ခြီ၍ပြေးတက်လေတယ်။ခဏကြာတော့တကြွန်းကြွန်းနဲ့ဝါးစားသည့်အတန်ကိုကြားရလေတယ်။ဒီနည်းအတိုင်းပဲကြောင်ထီးလေးနဲ့ကြောင်မာလေးဟာတလဲစီလိုလိုကြွက်ကောင်လုံးကို အားရပါးရကြီးစားသုံးနေကြလေတယ်။သို့တော့သူတို့ကဝဝဖြူဖြူဖြစ်မလားတနေ့တခြား ကြုံလီလာကုန်တယ်။တနေ့တော့မောင်ပြုံးချူသည်သူတို့စအိုမှအရေးရေတဆက်ဆက်ကြနေသည်ကိုတွေ့ရလေတယ်။ဟာဟာဒီကြောင်ဖင်ကဘာလေးလဲ။အလန့်တကြားနဲ့အော်မိလေတယ်။တင်မာကြီးနဲ့သားငယ်သမီးငယ်များလည်းလာ၍ကြည့်ကြလေတယ်။ဖေဖေကြောင်ကလေးကအီးအီးတွေပါနေတာ။သားငယ်ညီလေးကပြောလေတယ်။ဝမ်းပြက်နေတာနဲ့တူပါတယ်။တင်မာကြီးကဆိုလေတယ်။ထို့နောက်ကျမ်းမော်ရင်ပေးကြံနေတဲ့ မစင်ဆက်များကိုတုတ်ကာခတ်ပေါ့ပေါ့ပင်နေလိုက်ကြလေတယ်။သို့တော့ចောင်းကလေးနှကောင်းဤចမ်းမာကြီးအခြေအနေဟာတနေ့တခြားချို့တဲ့လာလေတယ်။ចောင်းမာကြီးကနေ့စဉ်ပင်ညဦးဆိုလျင်အချိန်မှန်မှန်ကြွက်တကောင်ခြီ၍ပြန်လာတက်လေတယ်။သူ့သားသူ့သမီးများကိုထိုရတာထူးဖြင့်ကျွေးမွေးနေလေတယ်။ចောင်းကလေးများက တနေ့တခြားပိန်ချုံးလာ၍ကြွက်တကောင်ကိုပင် ကုံအောင်မစားနိုင်တော့ကြီး မောင်ပြုံးချူတို့လည်းကြောင်ကလေးများဤယောဂါကိုစစ်ဆေးနေကြလေတယ်။တနေ့တော့တင်မာကြီးသည်ယောဂါဤအခြေအမြစ်ကိုတွေ့ရှိလာလေတယ်။ကြောင်ကလေးတွေယောဂါကကြွက်စားလို့ဖြစ်တာတင်မာကြီးကဆိုလေတယ်။ဟဲ့မဟုတ်နိုင်တာကြောင်ဟာကြွက်စားတာအခုမှမဟုတ်ပဲ။ဟိုလေးအတင်ချီနဲ့ကဘာတသိန်းကလေးကစားလာတာပဲဟာ။အခုမှအစမ်းလို့လို့မောင်ပြုံးချူကပြောလေတယ်။မဟုတ်ပါဘူး။ပြောတာစောင်းအောင်နားထောင်ပါအောင်။ကြောင်ကလေးတွေက ခုမှတလာသားရှိသေးတယ်။ငငယ်လေးရှိသေးတာ။သူတို့ကသူ့အမေကြီးခြီလာတဲ့ကြွက်ကြီးတွေကိုအရန်စားတယ်။စားတော့လဲကြကြနာနာဝါးစားဟန်မတူဘူး။အတုံးလိုက်အတစ်လိုက်ကြီးတွေစားရော။မျိုးချတော့လေပင်းကတော့ဝင်သွားပါရဲ့။ဒါပေမဲ့ဒီကြွက်သားတုံးကြီးတွေကိုခြေချက်နိုင်တဲ့အင်အားမရှိဘူး။ဒီတော့စအိုကအတုံးလိုက်အတစ်လိုက်ကြီးကန်ထွက်ပြီးဆုတ်ပြက်ကုန်တာပေါ့တင်မာကြီးဒီပြောရင်းဆိုရင်မောင်ပြုံးချူကို နောက်ဖေးဆောင်သို့ခေါ်ဆောင်ကကြောင်ကလေး၏စအိုကို ပြလေတယ်။မှန်ပေသည်။သူပြောသည့်အတိုင်းပဲကြောင်ကလေး၏ခန္ဓာကိုယ်နှင့်မလိုက်အောင်စအိုပေါက်ကြီးဟောင်းလောင်းကျယ်နေတာကို တွေ့ရလေတယ်။ထိုအပေါက်ကြီးမှလည်းအရှိအရွယ်တွေတပြစ်ပြစ်ထွက်နေသည်ကို တွေ့ရလေတယ်။ကြောင်ကလေးနှကောင်သည်ခေါင်းကိုပင်ကောင်းကောင်းမထူနိုင်တော့ပဲခွေလဲနေကြလေတယ်။ဘယ်နဲ့လုံးမလဲ။မောင်ပြုံးချိုကတင်မာကြီးကိုလှမ်း၍မေးလေတယ်။ ဘယ်နဲ့မှမလုတ်တက်တော့ဘူးတင်မာကြီးခေါင်းရမ်း၍ပြောလေတယ်ဟုတ်ပါသည်မောင်ပြုံးချူတို့လည်းဘာမှမတက်နိုင်တော့ပါညနေစောင်းလင်ကြောင်မာကလေးတည်သွားပါတယ်နောက်တနေ့စောစောတွင်ကြောင်ထီးကလေးတည်သွားပြန်လေတယ်ကြောင်ကလေးမောင်နှမအတွက်လူကြီးတွေအဖို့ဘာမှမထူးခြားလာတော့လဲကလေးများအဖို့ကြောင်ကလေးများကိုညီမြုပ်တကြိုလိုက်ပြီးနောက်မနေတက်မထိုင်တက်ဖြစ်နေကြလေတယ် ကျောင်းမကြီးရှိသားပဲကွယ်နောက်မွေးပါလိမ့်မယ်လို့ကလေးများကို ဖြောင်းပြပြောထားရလေတယ်ညနေဆောင်လင်ကျောင်းမကြီးသည်ကြွက်တကောင်ကိုခြီကပေါက်လာပြန်လေတယ်သူသည်တညောင်ညောင်နဲ့သူ့သားသမီးများကိုညှော်နေလေတယ်ကြွက်ကိုကိုက်ရင်တအိမ်လုံးအခန်းစိတ်လိုက်ရှာနေလေတယ်မောင်ပြုံးချူတို့ကသူ့ကိုတနာ၍ကြည်နေကြတယ်ဖိုးစိန်ကတော့တီးမခံနိုင်တော့ဘီဟေ့သွား သူ့ကြောင့်ကြောင်လေးတွေတေးတာသူဒီအော်ဟစ်ပြီးလင်ကြောင်မာကြီးကိုမောင်းထုတ်လိုက်ရာ မသေးမရှင်ကြွက်ကိုချ၍စင်းပြေးလေတယ်မောင်ပြုံးချူသည်ကြောင်ကလေးများကိုညင်ယောင်နေရင် သူတို့တေးရပုံကိုတတိယကဥပရိသထုတ်လေတယ်ထိုဥပရိကသူတစ်ပါးကြွေတိုင်းမဆန့်မပြဲစားသောစအိုကျယ်၍တေတက်သည်သွေးတော်1950မတ်9 ကြောင်ကလေးပူစီအမည်ဖြင့်ပါရှိခဲ့သည်ဆ ਿਆ မန်းတင်ဤဒုတိယအကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာကျွေးတိုင်းစားတော်လို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်